မန်စီးတီးအသင်းအား FA Plus Mi Final ပွဲစဉ်မှာ Nottingham Forest အသင်းကို2ဂိုးကိုမရှိနဲ့အနိုင်ရပြီးဘိုလူပွဲတက်နိုင်ခဲ့ပေမယ့်နီးပြ Guardiola က Diadi ဟာသူတို့အတွက်ကောင်းမွန်တဲ့ရာသီမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ Guardiola ကကျွန်တော်တို့က Liverpool အသင်းအနောက်မှာရမတ်အများကြီးပြတ်နေပြီးဒါကမကောင်းသလို Champions League မှာလည်းကောင်းမွန်မှုမရှိပါဘူး။ကျွန်တော်တို့ကအမြဲတမ်းဆက်တလုံးဖြစ်ပြီးကောင်းမွန်စွာမလုပ်နိုင်ပေမယ့်ပျက်စီးမှုကအသေးအဖွဲပါ။အသင်းအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချရမှာဖြစ်တာကြောင့်လာမယ့်ရာသီမှာပိုပြီးကောင်းမွန်လာမှာပါလို့ပြောခဲ့တာပါ။ မန်စီးတီးတင်အားဒီယာဒီမှာရလက်တွေဆိုးရွားခဲ့ပြီးပရီးမီးယားလိမှာချန်ပီယံဆုကိုကာကွယ်နိုင်ခြင်းမရှိသလိုချန်ပီယံလိပြိုင်ပွဲကနေလည်းဆော့ဆီစွာထွက်ခွာခဲ့ရတာပါ မန်စီးတီးအသင်းရလက်ရှိချိန်မှာပရီးမီးယားလိအမှတ်ပေးစရာအဆင့်၄နေရာရပ်တည်နေပြီးလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရဖို့အခြေအနေကောင်းနေသလို FA Blaa ပြိုင်ပွဲမှာလည်းဘိုလူပွဲတက်နိုင်ခဲ့တာပါဒါပေမဲ့မန်စီးတီးအသင်းနီးပြကွာဒီယိုလာကချန်ပီယံလိဝင်ခွင့်ရပြီး FA Blaa ပြိုင်ပွဲမှာချန်ပီယံဆုရခဲ့ရင်လည်းအသင်းအတွက်ကောင်းမွန်တဲ့ရာသီမဟုတ်ဘူးလို့ပြောခဲ့ပါတယ်မန်စီးတီးအသင်းက FA Blaa ဘိုလူပွဲကို၃ရာသီဇက်တိုက်တက်နိုင်ခဲ့တဲ့တနေ့တည်းမှာလီဗာပူးအသင်းကပရီးမီးယားလိချန်ပီယံဆုကိုရယူနိုင်ခဲ့တာပါမန်စီးတီးအသင်းနီးပြကွာဒီယိုလာကပရီးမီးယားလိဖလာရယူနိုင်ခဲ့တဲ့လီဗာပူးအသင်းကိုဂုဏ်ပြုခဲ့ပြီး တို့နဲ့ထိုက်တန်နေဆိုတာတန်တရားဖြစ်စရာမရှိဘူးလို့ပြောခဲ့ပါတယ်။မန်စီးတီးအသင်းက FA ဘလာဘိုလူပွဲအဖြစ်ပယ်လစ်အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးဒီပွဲကိုမေလ18ရက်ဝင်းပါလီကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။